ဟဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဖူဝဘီစီစဉ်ကနေပြန်လဲကြိုလိုက်ပါတယ်အကျွန်တော်တို့ဒီမတွေ့ရလဲအတော်လေးကြာသွားပြီဗျာကျွန်တော်ဒီနေဘက်ကိုပြန်သွားနေရတဲ့အကြောင်းကိုကျွန်တော်ဗီဒီယိုလေးမလုပ်ဖြစ်ခဲ့ပါဘူးဗျာအဲ့အတွက်လည်းဒီကျွန်တော်ရဲ့ယူဇာသမားတွေရောဒီကျွန်တော်ရဲ့ညီကိုတွေအားလုံးကိုလည်းဒီတောင်းပန်ပါတယ်ဗျာအဲကျွန်တော်ဒီမှာဒီ social media ဖြစ်တဲ့ဒီ user account တွေရောကျွန်တော်ဒီ user အသစ်တွေရောဒီဘောလုံးပွဲတွေကိုကျွန်တော်ယုံကြည်စိတ်ကြသွားပြန်ကစားလို့ရပါပြီဗျာကျွန်တော်ဒီကောက်တစ်သမားတွေအနေနဲ့ကလည်းကျွန်တော်ဒီ10ရာခိုင်နှုန်းဘောနဲ့တူဒီကျွန်တော်စီမှာဒီယုံကြည်စိတ်ကြသွားဆော်စကားလို့ရပါပြီဗျာ နော်ဒီစိတ်ဝင်စားလို့ဒီစောစကားချင်းလေဆိုရင်တော့ကျွန်တော်ရဲ့ဘွယ်ဘန်နံပါတ်39 685 433 530ကိုနော်ဒီအသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့ညအတွက်ကျွန်တော်ဒီပွဲစဉ်လေးတွေကိုတစ်ချက်တော့ကြည့်လိုက်အောင်ဗျအဲ့ဒီကနေ့ကျွန်တော်ဒီကြာတာပတိညညမှာဆိုရင်တော့ပွဲစဉ်တွေကတော့ဒီအများကြီးမရှိဘူးနော်ဒီ CD တွေကဒီကက်ကလီနဲ့ဒီဆက်စီလိုပွဲရဲ့နောက်ကျွန်တော်ဒီပီဇာနဲ့ဒီလာဒီယိုပွဲရဲ့ကျွန်တော်ဒီပွဲစဉ်တွေနှစ်ပွဲလေးကိုပဲထုံးစံတိုင်းလွင်လူရှင်တွေရွေးချယ်ပြီးသားပါမယ် နော်ဒီအကြိုက်တူတဲ့ညီကိုတွေအနေနဲ့ကတော့ live ဆော့ကြည့်လို့ရတယ်နော်ဒီအကြိုက်မတူဘူးဆိုရင်လည်းဘက်ကံပြီးဆော့ပါလို့ကြံပေးချင်ပါတယ်ဗျာကျွန်တော်ဒီအခုမအောင်ဆုံးပွဲကဒီကက်ကလီနဲ့ဒီဆက်တူလိုပွဲအဲဒီပွဲကတော့ကျွန်တော်ညဒီ7နိုင်မှာကစားကြမဲ့ပွဲဖြစ်တယ်လက်ရှိမှာကျွန်တော်ဒီ ancient ကက်ကလီက level 30ရှုံးပေးထားတယ်ကျွန်တော်ဂိုးပေါင်းကြီးမှာဆိုရင်တော့2 minus 40ပေးထားပါတယ်ကျွန်တော်လက်ရှိဒီခြေသွမ်းတက်ကျွန်တော်ကဒီပွဲမှာပေါက်ကြီးကိုကြည့်ပြီးတော့လဲရွေးချယ်ပေးသားပါမယ်ကျွန်တော်ဒီနှစ်သင်းစလုံးကတော့ ဟိုဒီလက်တလောမှာကျွန်တော်အထောက်အကူတင်းနေတင်းဖြစ်တယ်ဟိုဒီဆက်စုလိုကဒီအဆင့်ဆက်တုံးကျွန်တော်ရာမတ်30နဲ့ရက်တည်တယ်ကျွန်တော်ဒီကက်ကလီကတော့သူ့အောက်ကျွန်တော်ဒီအဆင့်ဆက်လေးမှာကျွန်တော်ရာမတ်9မှတ်နဲ့ရှိနေပါတယ်ကျွန်တော်လက်ရှိဒီအဝေးခွင့်ကျွန်တော်ဆက်စုလိုကဒီနောက်ဆုံးကျွန်တော်ကစားရတဲ့ကျွန်တော်၄ပွဲမှာက2ပွဲနဲ့2ပွဲသေးနေတယ်2ပွဲရှုံးထားတာကိုတွေ့တယ်ဒါပြင်ကျွန်တော်ဒီအဝေးခွင့်ကျွန်တော်နောက်ဆုံး2ပွဲမှာကဗီရိုနာကိုနိုင်ထားတယ်ဒီလက်ချီကိုတည်နေကျွန်တော်အဝေးခွင့်ဒီနောက်ဆုံးကျွန်တော်2ပွဲသက်ရှုံးပွဲမရှိတာသေးပါဘူး တော့ဒီတစ်ပတ်ကအင်ရှင်ဒီကက်ကလီကတော့ဒီခုနောက်ဆုံးကျွန်တော်ကစားထားတဲ့ကျွန်တော်၄ပွဲမှာကနိုင်ပွဲမရှိထားသေးဘူး။နှစ်ပွဲတည်နေဒီနှစ်ပွဲရှုံးထားတယ်။နောက်ပြီးတော့ကျွန်တော်ဒီကက်ကလီရဲ့ကျွန်တော်လက်ရှိဒီအင်ကွင်းကျွန်တော်နောက်ဆုံးကစားထားတဲ့ကျွန်တော်နှစ်ပွဲစလုံးကိုလည်းရှုံးထားပါတယ်ဗျ။ဆိုတော့ကျွန်တော်လက်ရှိဒီကက်ကလီသေးကျွန်တော်ပြီးထားတဲ့ကြေးရရောကျွန်တော်ဒီလက်တော်ဖောင်ရရောကျွန်တော်ရှင်းကြည့်ရမှာဆိုရင်တော့ကက်ကလီသေးအနေနဲ့ကျွန်တော်အင်ကွင်းအားသာချက်ရှိလို့ဒါကျွန်တော်ဘိုဂီဒီအနေနဲ့ကျွန်တော်ဒီကြေးကိုပြီးထားတယ်လို့ယူဆလို့ရပါတယ် နော်ကက်ကလီအသေးအနေနဲ့ကျွန်တော်အိမ်ခွင့်မှာကျွန်တော်နိုင်မယ်ဆိုရင်တော့နော်ဒီအနည်းဆုံးဒီ level 50ကနေကျွန်တော်80 80လောက်ထိနော်ပြီးလို့ရတဲ့ကြီးမှာ level 10လောက်ပဲကျွန်တော်ပြီးထားတာကိုကြည့်ရမယ်ဆိုရင်တော့ကက်ကလီအနေနဲ့ကျွန်တော်ဒီပွဲမှာဟိုမနိုင်လောက်ဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်အဲသူအနေနဲ့ကျွန်တော်ဒီအိမ်ခွင့်အားသာချက်ရှိရတဲ့အတွက်ကြောင့်မို့နော်အမြင့်ဆုံးဒီလောက်ပဲမျောမှန်းလို့ရတဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဒီပွဲမှာဒီအောက်တင်းဒီဆက်စုအလိုနဲ့ပဲလက်တွဲစီချင်ပါတယ်နော်ဒီနောက်တစ်ပွဲကတော့ဒီပီဇာအတင်းနဲ့လာစီပွဲ ဒီဘွဲကတော့ကျွန်တော်ဒီည9:55မှာကစားကြမဲ့ဘွဲဖြစ်တယ်။မပေါကြီးကတော့ကျွန်တော်ဒီဝေးခွင့်လာစီကို level 60ရှုံးနေကျွန်တော်ဂိုးပေါင်းကြီးမှာဆိုရင်တော့အတူလဲကျွန်တော်2-40ပြထားပါလေ။ကျွန်တော်ဒီကျွန်တော်ဒီ Asian Pizza ကဒီအာဒီမှာတန်းတလာတဲ့အသင်းဖြစ်တယ်လို့ကျွန်တော်လက်ရှိမှာဆိုရင်လည်းရလက်ဆွေနဲ့ရင်ဆိုင်နေရတယ်။ကျွန်တော်ဒီအာဒီ City ကျွန်တော်၈ဘွဲကစားပြီးမှာဆိုရင်လည်းကျွန်တော်၄ဘွဲတည်နေတဲ့၄ဘွဲရှုံးတာပြီးတော့နိုင်ဘွဲမရှိသေးဘူး။လက်ရှိမှာဆိုရင်လည်းကျွန်တော်အမပီးစရာရဲ့ဒီအဆင့်၁၈မှာကျွန်တော်ရှိနေတဲ့အသင်းဖြစ်ပါတယ်။ အတိုင်းပဲကျွန်တော်ဒီပြီးခဲ့တဲ့ဒီစနေနေ့မှာကစားခဲ့တဲ့ကျွန်တော် AC နဲ့ပွဲအဲ့ပွဲမှာဆိုရင်တော့ကျွန်တော်တို့ဒီပီဇာအနေနဲ့ကအဝေးကွင်းမှာကျွန်တော် AC အသင်းကိုကျွန်တော်အခက်တွေ့ရအောင်ကစားထားနိုင်ခဲ့ပြီးတော့ဒီကျွန်တော်ဒီကံမကောင်းစွာနဲ့ပဲကျွန်တော် AC အသင်းရဲ့ဒီနောက်ကျခြေပါကိုးနဲ့ကျွန်တော်တေတမတ်နဲ့သာကျင်းနေခဲ့ရတာကိုတွေ့တယ်။တော့ဒီအဝေးကွင်းကျွန်တော်လာဒီယိုကတော့ဒီခုနောက်ဆုံးပွဲတွေမှာကျွန်တော်ရတဲ့လေးတွေနည်းနည်းလေးပြန်ကောင်းလာတာကိုတွေ့ရတယ်။ဒီနောက်ဆုံးကစားထားတဲ့ကျွန်တော်၄ပွဲမှာဆိုရင်လည်းကျွန်တော်၂ပွဲတည်နေနှစ်ပွဲတည်ကျွန်တော်၂ပွဲနိုင်ထားပြီးတော့ ်နောက်ဆုံးကျွန်တော်၄ပွဲသက်ရှုံးပွဲမရှိသေးဘူးဒါပေမဲ့ကျွန်တော်ဒီ series ကျွန်တော်၈ပွဲမှာဆိုရင်တော့ကျွန်တော်၃ပွဲနိုင်၂ပွဲတည်နေတဲ့၃ပွဲရှုံးတာပြီးတော့ကျွန်တော်လက်ရှိကျွန်တော်အမပေးသရားရဲ့ဒီအဆင့်ဆက်နှစ်မှာရှိနေတဲ့အသင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်လက်ရှိဒီပွဲမှာကတော့လူတိုင်းကတော့ကျွန်တော်လာဒီယိုတင်းနဲ့ကျွန်တော်ဒီဂိုးပေါင်းကလည်းကျွန်တော်2-40ပေးတဲ့ပွဲမှာအဲဂိုးအကူပဲကျွန်တော်တို့ရွေးချယ်ကြမယ်လို့ထင်ပါတယ်ကျွန်တော်ကတော့ဒီပွဲမှာဒီဘိုကီဒီနေစီချင်းနဲ့လာဒီယိုတင်းကိုလည်းမနေချင်ဘူး နောက်ပြီးတော့ဒီဂိုးအကိုလည်းမနေချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဒီပွဲမှာဂိုးဘောတစ်ချောင်းတည်းကိုပဲနေဂိုးဘောတစ်ချောင်းတည်းကိုပဲရွေးချယ်ပေးခြင်းနဲ့ဘာလို့လဲဆိုတော့ကျွန်တော်ဒီပီဇာတင်းရဲ့လက်ရှိဖောင်ကတော့ကျွန်တော်မကောင်းဘူးဆိုတော့မှန်တယ်အတိုင်းပဲကျွန်တော်အစင်းနဲ့မှရှိနေတဲ့ဒီ AC လိုအတင်းကိုလည်းကျွန်တော်ဝေးခွင်းမှာဒီနှစ်ဂိုးသွင်းထားနိုင်တာကိုကြည့်ရရင်တူနေနဲ့ကျွန်တော်ဒီပွဲမှာလည်းဒီအိမ်ငွေ့ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဒီဂိုးသွင်းလိုက်မယ်လို့ထင်ပါတယ် အဲဒါကြောင့်ကျွန်တော်ကဒီပွဲမှာဒီနှစ်ဖက်ပေါင်းသုံးကိုဒီအနေဆုံးနှလုံးလောက်ကနေစကြည့်သွားဖို့ရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဒီပွဲမှာဂိုးဘောတစ်ချောင်းလေးကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျ။ဒါကဒီကျွန်တော်အမြင်ကိုရွေးချယ်ပေးတဲ့ပွဲစဉ်လေးဖြစ်လို့အကြိုက်တူမှလည်း live show ပါလို့ကျွန်တော်ထပ်ပြီးတော့ပြောချင်ပါတယ်ဗျ။ဟုတ်ကဲ့ပါကျွန်တော်ဒါကတော့ဒီကနေ့ကြာတာပရိနိညမှာကစားကြမယ်။ကျွန်တော်ပွဲစဉ်လေးနှစ်ပွဲပါဗျ။ဒီကလိုလေးကညကလိုတို့အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe ကြည့်မလို့အသင်းလုံသားပြဖို့တောင်းဆိုချင်ပါတယ် ဒီတော့ကပြင်နေတဲ့ညီကိုဒီနေနဲ့ကလည်းဒီကျွန်တော်ရဲ့ကောက်လေးကို follow လုပ်ကြပါဦးအဲထပ်ပြီးတော့တောင်းဆိုချင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်